Hello အားလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Queen Exama ဖြစ်တဲ့ Bruno Fernandes ကတော့သူ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လက်ရှိဖွင့်ပြောလာတာတွေကျွန်တော်တို့ရှိတယ်လို့လူငယ်နောက်ကန်ကစားမဖြစ်တဲ့ Eden Heaven ကလည်းအင်္ဂလန်လူငယ် U20 အသင်းအတွက်ကစားပေးရင် injury ပြဿနာကြုံခဲ့ရတယ်ဆိုတဲ့သတင်းတွေကျွန်တော်ရှိတယ်မို့နော်။ဒီနေ့မှာပထမဆုံးအနေနဲ့ဒါ Eden Heaven နဲ့ပတ်သက်တာကတော့သူသဖြင့်ဒီအင်္ဂလန် U20 အသင်းအတွက်သူကစားပေးရင်းနဲ့ဗောနော်ဒါဆွစ်ဇာလန်အသင်းနဲ့ကစားခဲ့တာဗောနော်ကစားရင်းနဲ့ injury ပြဿနာကြုံသွားတယ်။ အဲဒါပေမဲ့လည်းလို့ဒီကစားမဖြစ်သူကိုစေကူတမှုဆက်ခံယူပြီးတော့ပထမပိုင်းပြီးအောင်ကစားခိုင်းလိုက်တယ်ဒုတိယပိုင်းမှာတော့လူစားလဲလိုက်တယ်ဆိုတော့ဒါ heaven အနေအနေနဲ့ injury ပြဿနာကျွန်တော်ကြုံသွားရတယ်သို့သော်လည်းပဲအခုချိန်ကြီးတော့ဗောနော်ဒဏ်ရာကစူးစူးဝဝကြီးတွေဖြစ်နေတာမရှိဘူးเนาะဒါအပြင်ဒဏ်ရာနဲ့ပတ်သက်ပြီးတော့လည်းစိတ်ပူစရာအများကြီးမရှိဘူးလို့ပြောခဲ့တယ်သို့သော်လည်းပဲပြန်ပြီးတော့စစ်ဆေးရအောင်မှဖြစ်တယ်တွေအတိအကျဘာဖြစ်တယ်လဲဘယ်ချိန်မှပြန်ကစားနိုင်မလဲဆိုတဲ့အရာတွေကိုမသိရသေးဘူးဗောနော်ဆိုတော့ 80heaven က ။အနည်းပြရူဘင်အမိုဒီရဲ့လက်အောက်မှာအမှန်ကန်ဆိုရင်ကျွန်တော်တို့လက်ရှိလူရှောကစားနေပါတယ်ဆိုတဲ့ပေါ့နော် left center back နေရာမှာပွဲကစားခွင့်ရရမယ်ကစားမပါကစားမကိုယ်တိုင်ကနံပါတ်1တကယ်အရန်ကောင်းတဲ့စွမ်းဆောင်ရည်ကိုလက်ရှိမှာ ပြတ်သားထားနိုင်ခြင်းမရှိသေးတယ်လို့နံပါတ်2ကျွန်တော်တို့အနေနဲ့ကစားမရဲ့အနေထားကလည်းပေါ့နော်ဘယ်လိုပြောမလဲဒီလူရှောကိုလည်းကြော်ပြီးတော့ ကျွန်တော်တို့ကစားဖို့အတွက်အဆင်မပြေသေးဘူးဗျလစ်ချာတန်ရနေတဲ့အချိန်လူရောတန်ရနေတဲ့အချိန်ဒီလိုမျိုးနှစ်ယောက်စလုံးရမှာပဲဒီကောင်လေးတို့ကမျောလင်းချက်ကျွန်တော်ရှိမှာဒါပေမဲ့လေ Eden Heaven က physically ကလည်းလုံးဝ ready မဖြစ်သေးသလိုနောက်ခံလူနေရာမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့မျောလင်းထားတဲ့အနေထားတစ်ခုမရောက်သေးဘူးအဲ့တော့ Eden Heaven နဲ့ပတ်သက်လို့ရှိရင် Amorin ရဲ့လက်အောက်မှာ အရန်ကစားမဆိုတဲ့အရာတွေပူပြီးတော့ကျွန်တော်တို့ဒါဘာမှမမြင်ထားရသေးဘူးပေါ့နော်ဒါကြောင့်လောတင်မှာဆိုလို့ရှိရင် Eden Heaven နဲ့ပတ်သက်ပြီးတော့ United ကတကယ်တမ်းကအဲ့ဒီ left center back နေရာမှာမျောလင့်ရမှာသူဆိုလည်းပဲကစားမကလည်းရှိမှာဘာမှဖြစ်မလာသေးဘူးအခုဆို injury ပြဿနာကြုံသွားပြီဆိုတော့တော်တော်လေးကံမကောင်းတဲ့အရာပါဒါပေမဲ့လို့ first line နဲ့ထဲမှာနေရာမရနိုင်သေးတဲ့ player တယောက်ဖြစ်တဲ့အတွက် Amurin တွေ့တော့အဲ့လောက်ထိစိတ်ပူစရာဖြစ်ကောင်းဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်ဆိုတာကလည်းရှိမှာ Eden Heaven နဲ့ပတ်သက်လို့ပေါ့နော်ဒါအမြန်ဆုံးပြန်ကောင်းလာဖို့ကျွန်တော်မျှော်လင့်ရမှာပါ ဆိုတော့ Finalness ကကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအခုရက်ပိုင်းမှာဆိုရင်အဲဘယ်လိုပြောမလဲဒီဝါသတင်းတွေပေါ့နော်အနာဂတ်နဲ့ပတ်သက်တဲ့သတင်းတွေအတင်းပြောင်းမလားမပြောင်းဘူးလားဆိုတဲ့သတင်းတွေကအရန်ထွက်နေတာပြီးခဲ့တဲ့နေ့ကလည်းပဲဒီပွဲအရန်စကားပြောနေပြီးတော့ဒီမနေ့ညကပေါ့နော် ပေါ်တူဂီနဲ့ကျွန်တော်ဒီဝါလို့ရှိမှန်ကစားခဲ့တဲ့ Northern Ireland လို့ရှိမှန်ကစားခဲ့တဲ့ပွဲမတိုင်ခင်မှာလည်း သူ့ကို sorry နဲ့ပတ်သက်တဲ့ link နေပါတယ်ပြောထားတာတွေကျွန်တော်ရှိတယ်ဆိုတော့အဲ့ဒါနေနဲ့ပတ်သက်ပြီးတော့ final desk ကတော့ဗောနော sorry pro league ကိုပြောင်းမဲ့ rumors တွေထွက်နေတာနဲ့ပတ်သက်ပြီးတော့ဗောနော်သူပြန်ပြီးတော့ပြောထားတာက ဟိုဒီလိုမျိုးပေါ့နော်ဒီလိုမျိုးထွက်လာတဲ့ကျွန်တော်ပေါ့နော်ဒီတတိနေဒါအမင်း sorry ကိုပြောင်းကစားဖို့ဆိုတာမျိုးတွေကလောလောဆယ်မှာစိတ်ကူးတောင်မှယဉ်ကြည့်လို့မရသေးတဲ့အရာတွေဖြစ်တယ်ပေါ့နော်ဒါအပြင်ထွက်လာတဲ့ rumor တွေနဲ့ပတ်သက်ပြီးတော့လည်းတကယ်မှန်သလားမှားသလားဆိုတာကိုကျွန်တော်ကိုယ်တိုင်ဘာမှတော့မသိသေးဘူးပေါ့နော်လောလောဆယ်မှာဆိုလို့ရှိရင်တော့သူ့အတွက်အရေးကြီးတာကနိုင်ငံလက်ရွေးစင်အတင်းအတွက်အကောင်းဆုံးရှင်ပိုင်ကစားပေးဖို့ကျွန်တော်တို့ဖြစ်တယ်အဲလောလောဆယ်နိုင်ငံလက်ရွေးစင်အတင်းအတွက်ကစားနေရတဲ့ဆိုတာကပဲသူ့အတွက် imminent ကိုဂုဏ်ယူစရာကောင်းနေပြီပေါ့နော်ဆိုတော့ တီဂျာရာတခုကတော့မနေ့ပြန်ကျွန်တော်ထားပါတော့ဗျာပေါ်တူဂီပွဲမှာကျွန်တော်ကစားမလာတော့မတီရသေးတာနော်မန်ချက်စတာယူနိုက်တက်ကနေပြီးတော့နောက်လာမယ့်နှစ်တွေမှာဘယ်မှာသွားကစားမလဲဆိုတာနဲ့ပတ်သက်ပြီးတော့သူတိဖို့ဆိုတာအဝေးကြီးပေါ့နော်မနေ့ပြန်ပါမပါတော့ကျွန်တော်မတီသေးဘူးနောက်နှစ်တွေတော့နေမှာဘလူးကန်မလဲဆိုတာကျွန်တော်ကိုယ်တိုင်ကိုမတီသေးဘူးပေါ့နော်အဲဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင် သူအနေနဲ့ပေါ့နော်အဲလက်ရှိ rumor စီထွက်နေတာအနေနဲ့ပတ်သက်လို့ဘာမှသူစိတ်ပူမှုမရှိဘူးလောလောဆယ်သူရှိနေတဲ့နေရာမှာပဲသူပြောတယ်လက်ရှိ United မှာကစားနေရတာသူပြောတယ်လက်ရွေးစင်အတင်းအတွက်ကစားနေရတာကိုသူသဘောကျတယ်ဆိုတော့ပေါ့နော်ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်လောလောဆယ်မှာဒီသတင်းထွက်လာတာအနေနဲ့ပတ်သက်လို့ rumor ထွက်လာတဲ့အနေနဲ့ပတ်သက်လို့သူစိတ်ထဲမှာအနှောင့်အယှက်ဖြစ်စရာအကြောင်းကိုမရှိဘူးပေါ့နော်ဒါမျိုးတွေပြောထားတယ်အဲဒီညမှာဟိုအများကြီးပေါ့လေလုံးဝဟိုရည်ရည်ပြည့်ကြီးညင်းသွားတာမျိုးကျွန်တော်မဟုတ်တယ်လို့ ဟိုဘယ်လိုပြောမလဲအတင်းမှာဆက်ပြီးတော့ပုံတင်နေသွားမယ်ဆိုတာမျိုးလေးကျွန်တော်ပြောမထားသေးဘူးဒီညမှာကျွန်တော်တို့ကတော့တေချာလာတစ်ခုကတော့ဗောနော်လာမယ့်ရာသီမှာဆိုလို့ရှိရင် United အနေနဲ့ United အနေနဲ့ Bruno Fernandes နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပြင်ဆင်ထားတော့မှာပြင်ဆင်ထားတော့မှာဆိုတာကစားမဖြစ်သူရဲ့အနာဂတ်ကိုကျွန်တော်တို့ကဒီအစားထူးလို့ပဲကျွန်တော်ဖြစ်ဖြစ်အသက်ရွယ်ရလာတဲ့အတွက်ပေါ့နော်ကျွန်တော်တို့အပြောင်းလဲလုပ်ဖို့ပဲကျွန်တော်ဖြစ်ဖြစ်ပြင်ဆင်ထားတော့မှာ finalist ထွက်ချင်သည်ဖြစ်စေမထွက်ချင်သည်ဖြစ်စေတေချာတာတကူကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီအဲ့လိုမျိုးကိုယ်ဘက်ကတော့ပြင်ဆင်ရတော့မှာဘယ်ကစားမှမထာဝရမကစားနိုင်ဘူးဗျာ ။နောက်ဆိုတော့အခုလက်ရှိအတင်းကကျွန်တော်ပုံစံအစ်တစ်သွားနေတဲ့အပြင်ကိုသူ့နေရာမှာပို့ပြီးတော့သူ့ထက်ကောင်းနိုင်တဲ့ကစားမတွေရှိတယ်ဆိုရင်ကျွန်တော်ကခေါ်ရမှာပဲ။ဒီတော့ဈေးတွေပါတယ်ရတယ်ဆိုလို့ရှိရင်လာမယ့်ຫນွေမှာလည်းကျွန်တော်ရောင်းချဖို့ကြိုးပမ်းကောင်းကြိုးပမ်းမှာပဲ။လောလောဆယ်မှာတော့ကွင်းလယ်မှာဆိုလို့ရှိရင်ဖာနဒက်စာလက်ရှိအမ်မိုရင်းရဲ့စိတ်ကြိုက်ကစားမဖြစ်နေတုံးပဲပေါ့နော်။အဲ့တော့ Finance နဲ့ပတ်သက်တဲ့သတင်းတွေကတော့လောလောဆယ်မှာဘာမှသိစိတ်ပူစရာမရှိသေးဘူး။သို့တော်လည်းပဲဇန်နဝါရီမှာလည်းရှိလာလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ ဇန်နဝါရီမှာလည်းရှိလာလိမ့်မယ်မထင်ဘူးဆိုတော့နောက်နှစ်ဒီယာဒီကုန်တဲ့အခါပေါ့နော်ဒီယာဒီကုန်တဲ့အခါနွေယာဒီအပြောင်းရွှေ့မှပဲကျွန်တော်ကတော့ဒီတောက်လျှောက်မြင်ရလိမ့်မယ်လို့ထင်တယ်အဲ့ကျရင်ကျွန်တော်တို့ finalist အပြောင်းပြောင်းရွှေ့ဖို့ကတော်တော်ကြီးဖြစ်ဖြစ်ဖြစ်နိုင်ချေများသွားပြီဘာလို့လဲဆိုတော့နံပါတ်1ကစားမဖြစ်သူရဲ့အသက်ရွယ်ပေါ့နော်အသက်ရွယ်ကိုကျွန်တော်နေတယ်ပေါ့နော်ဒါ32နှစ်တွေပါလေကျွန်တော်ဖြစ်နေပြီနောက်တစ်ခုကကမ္ဘာဖလားကစားပြီးပြီထားပါတော့ဗျာလက်ရှိမှာကမ္ဘာဖလားနှစ်မလားเนาะယာဒီကုံနာနဲ့မန်ချက်စတာယူနိုက်တက်နဲ့သူ့ရဲ့ဂျာထဲမှာအနာဂတ်ကိုသူဘာမှပြောသေးမှာမဟုတ်ဘူး ပြီးရင်ကျွန်တော်တို့နေပေါ့နော်ဒါဟိုကဘာဖလားကစားမယ်ကဘာဖလားပြီးတော့ပြီဆိုရင်နောက်ထပ်ကဘာဖလားတစ်ခုကိုလည်းထပ်ပြီးတော့ကစားဖို့သူ့အတွက်မဖြစ်နိုင်တော့တော့လို့ညီပါဖြစ်သွားတယ်လို့မန်ချက်စတာယူနိုက်တက်မှာလည်းသူတက်နေတယ်မြား6နဲ့ကစားပြီးသွားပြီဆိုတော့သူ့အတွက်အနာယူကန်နီးကျွန်တော်အချိန်နီးလာတာနဲ့အမျှငွေများများပေးတဲ့အကောင်ကျွန်တော်ကျွန်တော်သွားမှာပဲမသွားမှာပဲဘာလို့လဲဆိုတော့ရှီရီရရှီတိတယ်လေဗျာဘောလုံးကစားမဘွားဆိုတာအဖြစ်တဲ့အလုံးစုံ15နှစ်ပေါ့အောက်တယ်မလားအဲ့ဒီတော့ ယူနိုက်တက်မှာလည်း9နှစ်6နှစ်လောက်ကစားပြီးသွားပြီကမ္ဘာဖလားလည်းသူအနေနဲ့ဝင်ကစားပြီးသွားပြီဆိုတဲ့အချိန်မှာယူနိုက်တက်ကလည်းအစ်စ်ပြောင်းဖို့အတွက်တတိနေပါတယ်ထွက်လာပြီဆိုတဲ့အချိန်မှာဖာနန်ဒက်စ်တို့ပြောင်းလို့အကောင်းဆုံးချိန်ပဲပြောင်းလို့အကောင်းဆုံးချိန်ပဲဒါကြောင့်မနော်ဖာနန်ဒက်စ်အနေနဲ့ကမ္ဘာဖလားအပြီးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနောက်နှစ်မှာကျွန်တော်အသင်းကနေထွက်နိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်အကယ်လို့မြန်ဆော်ဒီတို့ဘာတို့ဘက်ကထပ်ပြီးတော့ဒါကန့်လန့်လာမယ်ဆိုလို့ရှိရင်ပေါ့လေတော့ဖြစ်နိုင်ကြီးကအဲ့ကြိုင်အများကြီးရှိပါတယ် အရာအများကြီးရှိပါတယ်เนาะဆိုတော့အခုလောလောဆယ်မှာတော့ဒီတရားဒီလုံးဂျားထဲမှာဇန်နဝါရီပြောင်းရှုမှာ ਨੇ ပတ်သက်ပြီးတော့ဘာမှသိစိတ်ပူစရာမရှိသေးဘူးလို့ကျွန်တော်ထင်တယ်အတင်းမှာလည်းကွင်းထဲမှာတကယ်တကယ်ကစားနိုင်တဲ့ကစားမကောင်းကောင်းမရှိသေးတဲ့အတွက်လေပါတာပေါ့ဗျာ MODIN စိတ်ကြိုက်ကစားနိုင်တဲ့ကစားမဆိုတော့ညီကလို့ရောဘလူးမီညလေကျွန်တော်တို့ဇန်နဝါရီပြောင်းရွှေ့မှာကွင်းလေထက်ခေါ်တင်တယ်လို့ထင်လားဇန်နဝါရီမှာလည်းဘလူးနိုကိုလည်းလှုပ်တင်လေကျွန်တော်တို့ထင်ကြလားဒါမှမဟုတ်ညရာတိကျမှာပဲလက်လှုပ်ရလိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်